သူကတော့အဲ့ဒီချိန်မှာခိတ္တအရဝေးမှာရောက်နေတယ်ပေါ့ဒါပေမဲ့ဆရာကြားသိရတော့အဒီနိုကလိုင်းအားဖြင့်သူ့အမေကိုဆက်တွေ့တယ်နောက်ဆုံးဂီတဆင်းပြီးပုံမတက်ခင်မှာအမေကျွန်တော်တို့ဖျားဆူတောင်းပေးပါအေးအေးသားဆူတောင်းပေးမယ်ဘာမှမပူနဲ့ဆိုပြီးတော့အန်တီထရေစီမိခင်နဲ့သူစကားပြောသွားတယ်ဆိုတော့အန်တီထရေစီကတော့ဟုတ်ပါတယ်အဲ့ဒီချိန်မှာတော့သူခိတ္တခဏတကယ်တော့အိုင်းဒီညပြန်လာဖို့ပါဒါပေမဲ့ညမဆောင်တော့ဘဲနဲ့ ကြာကြာချင်းပဲမနေ့အစောကြီးမိခင်ထရေစီကအရောက်ပြန်လာခဲ့တာပေါ့လေအဒီနောကအမှုပညာကိုသူ့အသက်နဲ့ထပ်တူပေါ့နော်ဘလောက်ချစ်တယ်ဆိုတော့အားလုံးပြည့်တတ်တယ်ရှေ့မှာအထူးပြောစရာမလိုပဲနဲ့အားလုံးမြင်တွေ့သွားပြီးဖြစ်ပါတယ်ဆိုတော့အဒီနောဟာဝါဒနာအမှုပညာကို အင်မတန်မှစိတ်အားထက်သန်တယ်လို့သူကသူလောက်ရတဲ့အလုပ်အားလုံးကိုတစိမ့်မမတစ္ဆာရှိရှိလောက်တတ်တဲ့အမှုပညာလူငယ်လေးတယောက်ဖြစ်ပါတယ်။ဘာကြီးတယောက်အနေနဲ့သူ့ကြည့်တဲ့အခါမှာတော့မိခင်ပေါ်မှာတစ္ဆာရှိတဲ့သူမိသားစုပေါ်မှာတာဝန်ကျေတဲ့သူဓာတွင်သာမကပေါ့နော်။အမှုပညာပေါ်မှာနောက်ဆုံးစင်ပေါ်မှာထွက်တဲ့ပြုတဲ့အထိသူပေးဆက်သွားတာတွေ့ရပါတယ်။ဒါကြောင့်မလို့ဒီကနေ့အမှုပညာကိုချစ်ကြတဲ့ အမှုပညာရှင်များအမှုပညာနဲ့ဂီတကိုမျက်တိုးကြတဲ့တေးပြိတ်သားများအားလုံးနေနဲ့လဲနော်အဒီတို့ကိုတိတိတလောက်ဒီနေ့သူရတ္တိပြသွားတော့သူ့အကြောင်းသိတာလည်းရှိမယ်မသိတာလည်းရှိမယ်ဒီနေ့ဆရာတို့ကတော့ပြောချင်ပါတယ်ထို့ကဲ့သို့သောအမှုပညာရှင်ကောင်းလေးတွေများများမြန်မာပြည်မှာပေါ်ထွန်းပါစေအဒီတို့ကဲ့သို့သောနော် အမှုပညာရှင်ကောင်းလေးတွေနဲ့အမှုပညာရှင်အမှုပညာပေါ်မှာချစ်ကြတဲ့လူငယ်လေးတွေညများများပေါ်ထွက်ပြီးတော့မြန်မာနိုင်ငံအတွက်အမှုပညာကောင်းတွေဟာလာတိုးပွားကြပါစေလို့ပဲဆရာတို့ကတော့ပြောချင်ပါတယ်။အန်ကယ်ကတော့အန်တီထရစီရဲ့အကူအကြီးဆုံးပါဆရာတို့မှာမောင်နှမ၈ယောက်ရှိပါတယ်။အန်တီထရစီကအထွေးဆုံးမြန်မာဖြစ်ပါတယ်။ဆိုတော့သူကမောင်နှမတွေအားလုံးရဲ့ချစ်ချင်းမြတ်တာနဲ့ ဖေးမဖို့လေအများကြီးခံစားရတယ်။ဆရာနဲ့သူနဲ့ဆိုရင်တော့အသက်တော်တော်ကွာပါတယ်။ဒါပေမဲ့ तू ကညီမလေးတယောက်လို့တမီးလို့ငယ်စဉ်ကတည်းကပေါ့နော်။ဆိုတော့ဒီကနေ့သူတို့မိသားစုမှာလည်းအန်နီထွေးစီကခင်မွန်းတဲ့မရှိတဲ့နောက်အခုဆိုရင်သားတယောက်ပါသူ့အနေနဲ့လက်လွတ်လိုက်ရပြီ။ဆိုတော့လောကအနေနဲ့အသက်ရှင်ရတဲ့ဘဝမှာတော့ဆရာကတော့အန်တီထရေစီတို့မိသားစုကိုဆက်လက်ခြံရံပြီးတော့ထိန်းចောင်းသွားဖို့မြစ်တာအဖြစ်ပံ့ပိုးသွားဖို့လုံလဲလုံတယ်လို့ပေါ့နော် ဆက်လက်ပြီးတော့လဲဆရာတို့ကလှုပ်ဖို့ရအစင်းစ်ရှိပါတယ်အဒီနိုဒီမှာပြည်သက်ကိုပွဲတင်ဆက်ဖျော်ဖြေနေတဲ့အချိန်မှာတော့မိခင်ဖြစ်တဲ့အန်ဒီထရေစီကထိုင်းမှာဆရာတို့ညီလေးတယောက်ရှိပါတယ်သူလဲသာသနာ့မှုတော်ဆောင်မှာသူတို့ဖျားကြောင်းအတင်းတော်35နှစ်ချီးမွမ်းပွဲပွဲချင်းပါတော့သူညီမတွေနဲ့အမတွေနဲ့အတူတူပေါ့လေခိတ္တသွားနေတဲ့အချိန်ဆိုတော့ ပုံမှန်တရေကြကြချင်းအခုလိုဖြစ်တဲ့ခါမှာသူ့အနေနဲ့အင်မတန်မှထိတ်လန့်ကြီးစွာပေါ့နော်သွေးသားတဘာဝနဲ့မိခင်တယောက်ဖြစ်တယ်ဆိုတော့ဆရာတို့အနေနဲ့စာနာမိပါတယ်သူကတော့အဲ့ဒီချိန်မှာခိတ္တအရာဝေးမှာရောက်နေတယ်ပေါ့ဒါပေမဲ့ဆရာကြားသိရတော့အဒီနိုကလိုင်းအဖြစ်သူ့အမေကိုဆက်တွေ့တယ်နောက်ဆုံးဂီတဆင်ပြေပုံမတက်ခင်မှာအမေကျွန်တော်အတွက်ဖျားဆူတောင်းပေးပါအေးအေးသားဆူတောင်းပေးမယ်ဘာမှမပူနဲ့ဆိုပြီးတော့ အန်တီထရေစီမိခင်နဲ့သူစကားပြောသွားတယ်။သူကအမြဲတမ်းလဲပွဲစဉ်တိုင်းမှာတချင်းဆိုပြီးဆိုပြီးတဲ့အခါမှာလဲသူကမိခင်ကိုအမေရဲ့ကျွန်တော်ကောင်းမှုဆိုတာဆိုနိုင်တယ်။ဒါကြောင့်ဖရာတော်မြတ်ကိုချီးမွမ်းပေးပါဆိုပြီးတော့အမြဲတမ်းဖရာကိုလဲသူကမမေ့တဲ့အမှုပညာတာကောင်းတယောက်ဖြစ်တယ်လို့ဆရာတို့မြင်ပြီးတဲ့အတွက်ကြောင့်ဝမ်းမြောက်ပါတယ်။ဆိုတော့အန်တီထရေစီကတော့ဟုတ်ပါတယ်။အဲ့ဒီအချိန်မှာတော့သူခိတ္တခဏ တကယ်တော့အဲ့ဒီညပြန်လာဖို့ပါဒါမဲ့ညမဆောင်တော့ဘဲနဲ့ကြာကြာချင်းပဲမနေ့စောကြီးမိခင်ထရစီကအရောက်ပြန်လာခဲ့တာပေါ့လေဆိုတော့ထရစီကတော့ဆရာတို့မိသားစုထဲမှာဆိုရင်အင်မတန်မှ စွန့်ရင်လည်းထက်တယ်အဲလောက်ကင်တဲ့နေရာမှာလဲသူကတိတိကျကျနဲ့အရာရာအောင်မြောင်လုပ်တတ်တယ်ဆိုတော့ဆရာတို့မော်တော်မတွေကလည်းအမှုပညာနဲ့မဝေးပါဘူးဆိုတော့ ဆရာကမော်တော်မားတွေမှာအကြီးဆုံးဖြစ်တယ်လို့အားလုံးသိကြတဲ့နဝရဝေထုံးကလည်းဆရာရဲ့ညီအငယ်ဆုံးပေါ့နော်ဆိုတော့ဆရာတို့မိသားစုကအမှုပညာကိုချစ်တယ်အမှုပညာအတိုင်းဝိုင်းနဲ့အင်ပတန်နီးကပ်တယ်ဆရာဖခင်ကြီးကိုယ်တိုင်ကိုကအမှုပညာကိုအင်ပတန်မှမြတ်နိုးတယ်ဒါကြောင့်မလို့ဖိုးအေကြီးရဲ့အမွေနဲ့အမှုပညာကိုအားလုံးရရှိကြရလို့လည်းပြောလို့ရတာပေါ့နော်ဆိုတော့အဒီနိုကတော့အဖိုးသိပ်ချစ်တဲ့မိတယောက်ပါဆိုတော့အလားတရာတူပဲ အဖေက Tracy ကိုလည်းအင်မတန်မှချစ်ခင်တဲ့သမီးတယောက်ဖြစ်တယ်လို့ဆရာတို့မောင်နှမတွေအားလုံးကလည်းသူ့ကိုဝိုင်းဝန်းဖေးမှပြီးတော့ပေါ့ဆက်လက်ဆောင်ရှောက်ဖေးမှကူညီလျက်ရှိတယ်လို့ပေါ့ဆက်လက်ပြီးတော့လည်းကူညီရမှရှိပါဘူးဆရာတို့မိသားစုဟာမောင်နှမရှိရောက်ကသမီးသားစုလိုပဲနေကြတယ်ဝမ်းသာပါတယ်ကျေးဇူးတင်ပါတယ်အဒီနိုရဲ့ဂီတပိဋကတ်တွေအားလုံးကိုတော့အားပေးကျင်တာကတော့ဒီနေ့အဒီအဒီတို့ကတော့ သူ့ရဲ့အမှုပညာနဲ့ရှိတဲ့တန်ဆွမ်းသမျှတာဝန်ကျေစွာပေါ့နောက်ဆုံးစင်ပေါ်မှာအသက်ဆုံးမတဲ့အထိ သူရပ်တည်ပြီးတော့ပြသွားပါတယ်ဒီနေ့အမှုပညာကောင်းတွေသူ့ကဲ့သို့အမှုပညာကိုချစ်ခင်တဲ့သူတွေတန်ဖိုးရှိသောအမှုပညာကိုအမှုပညာရတနဲ့မြောက်အောင်အဒီလိုကဲ့သို့အမှုပညာကောင်းတွေပေါ်ကြပါစေဆက်လက်၍လည်းအားပေးကြပါမိမိတွေနဲ့အမှုပညာကိုလည်းတတ်ဆန်းလို့ရ ဖြည့်ဆည်းကြပါလို့ဆရာနေကတော့အားပေးခြင်းပါတယ်ကျေးဇူးတင်ပါတယ်